အရင်ကတော့ငါတို့မလေးရှားကလာအောင်ကြုံမိုးပေါ့ကွာနော်အခုတစ်ခေါက်ကကျတော့ကလတ်မပေါ့နော်ဂျူးဂျူးဆိုလားဘာဆိုလားဘယ်နိုင်ငံကလည်းမသိပါဘူးနော်သူရဲ့ post အောက်မှာ rolling jar မရှိဘူးလို့ပြောထားတာကိုသူကဘာပြောလဲဆိုရင်နင်တို့တွေဟာတဲ့ကလားတွေကောင်းစားတာကလားတွေကြီးပွားမှာကိုအရန်ကိုမနာလိုစိတ်များလို့မြန်မာနိုင်ငံကက်ဆိုင်နေတာတဲ့နော်ချင်းပြောရင်ဒုနိုင်ငံကိုအလားဒဏ်ခတ်ထားတယ်ပေါ့ကွာသူကသူလိုဒီလိုပုံစံမျိုးသူကပြောတာ အဲ့တော့မင်းကလားဆိုတာမျိုးอ่ะနော်ဘယ်တော့ခါမျိုးမှမဒီရဲ့လူမျိုးစုอ่ะငါတို့နိုင်ငံပေါ်မှာကောင်းချုံမပေးဘူးငါတို့နိုင်ငံပေါ်မှာတင်လားမဟုတ်ဘူးကဘာပေါ်မှာဘယ်နိုင်ငံပဲရောက်ရောက်ရောက်တဲ့နိုင်ငံပေါ်မှာဘယ်လိုမျိုးနေရှင်းရမလဲဘယ်လိုမျိုးပိုင်နေလူရမလဲဘယ်လိုအခွင့်အရေးတောင်းဆိုရမလဲဒါတွေပဲသူတို့တွေဟာဟလာရှောင်းနေကြတာနော်ရှောင်းနေကြတာအခုငါတို့နိုင်ငံဟလာစစ်တွေဖြစ်တယ်ဟလာနိုင်ငံရေးမတည်မြဲမှုတွေဖြစ်တော့လူတွေအများကြီးတည်တယ်အခွင့်အရေးတွေဟလာ နော်ဆုံးချောင်းရတယ်လူခွင့်ရည်တွေနော်အဲ့တော့စစ်ဘေးတွေရှောင်ရနော်ဟိုသွားရဒီသွားရပေါ့နော်အားလုံးကဒုက္ခတွေအကြီးကျယ်ရောင်းနေကြတဲ့အချိန်ခါမှာသူတို့တွေကဝမ်းသာနေကြတယ်နော်ဖြစ်ဟမှတ်ဟပေါ့နော်ဒီလိုမျိုးတွေပေါ့နော်အဲ့တော့ဒီမျိုးနွယ်စုဟာဟာလာဘယ်တော့အခါမျိုးမှာငါတို့တွေကောင်းကျိုးပေးရမျိုးမရှိဘူးနော်ပြီးခကြရင်ကဘာပေါ်မှာဒုက္ခတွေဥည်အရောက်တရာမှာ85ယောက်ကမွတ်စလင်လူမျိုးတွေ နော်ဒါပေမဲ့ကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံတွေကလည်းမွတ်စလင်နိုင်ငံတွေပဲနော်90နဲ့မှ9နိုင်ငံရှိတယ်ကာတာတို့ကူဝိတ်တို့ဆော်ဒီအာရေဗျားတို့တွေနော်ရေနံအရန်ချမ်းသာတယ်နော်ဒါပေမဲ့ဒီကငါချမ်းသာတယ်သူတို့မွတ်စလင်နိုင်ငံတွေကလည်းဒီကမွတ်စလင်ဒုက္ခသည်တွေကိုငါတို့နိုင်ငံကိုလာနေဆိုတာမျိုးခေါ်တာမျိုးငါတို့တစ်ခါမှမကြဘူးနော်ပြီးရင်ဒီဘက်ဒုက္ခသည်မွတ်စလင်လူတွေကလည်းเนาะမွတ်စလင်လူမျိုးတွေကလည်းဒီရက်ချမ်းသာပါတယ်ဆိုတော့သူတို့နဲ့လူမျိုးလဲသူဘာသာလဲသူတဲ့နိုင်ငံတွေပေါ်မှာ ခုံလုံးခွင့်ပေးပါလို့တောင်းဆိုတာမျိုးလဲငါတို့တခါမှမကြားခဲ့ဘူးเนาะအဲ့တော့အဖေကရှင်းနေတာပဲလေသူတို့တွေဟာသူတို့ရောက်နေတဲ့နိုင်ငံမှာတနိုင်ငံလုံးဟာလာအစ္စလမ်ဘာသာဖြစ်ပွားရေးသူတို့ဤမှန်ချက်ကအဲ့လားပဲ နော်သူတို့ယူမဲ့ချက်ကအဲ့လားပဲသူတို့ဒီမှာဆင်းရဲဒုက္ခပဲခံရခံရဘလို့ပဲနေရနေရဒီနိုင်ငံကြီးဟဲ့လားအစ္စလမ်ဘာသာဖြစ်ပွားရေးအလာအထွက်ပဲအသက်ရှင်တယ်နော်သူတို့ကသူတို့ဒီလိုမျိုးအလာအစရာနေလာတယ်အလာအထွက်အသက်ရှင်တယ်အလာစီဘယ်ပြန်မယ်သူတို့ယူမဲ့ချက်ကဒီတစ်ခုတည်းပဲရှိတယ်အဲ့တော့ရောက်တဲ့နိုင်ငံပေါ်မှာအခွင့်အရေးတွေဟဲ့လားရှောင်းနေတယ်ဟဲ့လားနိုင်ငံကြီးမတည်မငြိမ်မှုဖြစ်လေသူတို့တွေကဝမ်းသာလေးပဲဖြစ်တယ်နော်အဲ့တော့မင်းငါတို့တွေ ဟဲ့လားဒီနိုင်ငံသားအနေနဲ့ပြောရရင်ငါတို့တွေကဟာဒီနိုင်ငံပေါ်မှာမြင်ကလာထီရောကလာမရောဘယ်တော့မှကောင်းကျိုးမပေးဘူးဒါကြောင့်မို့ဒီနိုင်ငံသားတယောက်အနေနဲ့ပြောရရင်တင်မြင်ငါတို့မြေပေါ်မှာမြင်ကလာလေတယောက်မှမရှိစေချင်သလိုနော်ဗလီလေတစ်လုံးမှမရှိစေချင်ဘူးငါတို့ကငါတို့တခြားခရစ်ယာန်တို့ဟိန္ဒူတို့တွေနဲ့ပဲငါတို့တွေအေးရှမ်းရှမ်းလေးငါတို့နိုင်ငံကိုဒုက္ခမပေးတဲ့လူမျိုးစုတွေငါတို့နိုင်ငံကိုဒုက္ခမပေးတဲ့ဘာသာတွေနဲ့ပဲငါတို့တွေ အတူတကွာအေးအေးဆန်းဆန်းလေးပဲနေသွားခြင်းတယ်နော်